မြမငငယ်လေးရတဲ့အရအမတို့မသိဘူးဆိုတာနဲ့ဆိုတာအဲ့ contact lens နဲ့တက်လိုက်မြမအိမ်မှာတက်အဲ့လိုမျိုးလေးဆိုတော့လည်းမသိရဟုတ်မီးကိုဓာတ်ရိုက်ကြည့်ရင်တော့မခံဘူးဒါပေမဲ့မီးကတော့တို့ဓာတ်ရိုက်မထိုးဘဲနဲ့တို့ဘေးကနေရှန်ထိုးတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ရပါတယ်ဟိုလိုမျိုးတစ်ခါကျရင်ကားမောင်းတဲ့ခါကျရင်တခြားကား headlight ကြီးကိုတိုင်းထိုးတိုင်းတော့တော်တော်မျက်စိဆူးတယ်အခုနောက်ပိုင်းအသက်ရရလာလို့လားမသိဘူးပိုဆူးလာတယ်လို့ပဲဟုတ် ော့လေဖုန်းကိုမမတ်ရဖုန်းအမတ်တရဆိုလို့ရှိရင်ဟိုကမမကစတုံးနဲ့သမီးတွေကပေါ့နော်ခုနှစ်တန်းလောက်တည်းကဖုန်းကိုအဲ့လိုဆက်ပြီးတော့ဝယ်ပေးရဆက်ပြီးတော့ဝယ်ပေးရဆိုတော့အဲ့ကလေးကတော့ဖုန်းကိုဆက်ပြီးတော့တုံးတာပေါ့နော်ဒါပေမဲ့ကိုကဟိုကလေဆာလဲလုတ်တယ်မှာပါတယ်ပြီးတော့မျက်မှန်တက်ရတယ်ပုံမှန်ဆိုရင်လည်းဆိုတာမျက်မှန်တက်ရတယ်မှာပါတယ်ဆိုတော့မျက်စိကနည်းနည်းပုံမှန်တက်ကိုအားစိတ်ရတယ်ပေါ့ဆိုတော့ screen time ကတော့ကိုယ့်ကိုယ်ကိုနည်းနည်း manage လုပ်တယ်အရင်ကြီးတော့မကြည့်ဘူးပေါ့နော်ငငယ်တော့ကလေအဲ့လိုဟိုက TV ပဲကြည့်အဲ့လို screen တွေပဲအရင်ကြည့်ဆောက်လဲအရင်လို့ဆိုမျက်မျက်စိတွေပဲအဲ့လိုနာတတ်တာပေါ့နော်အဲ့လိုမျိုး migraine တွေပဲအဲ့လိုဖြစ်တတ်တော့ဖုန်းဆိုရင်တော့သူကနေသူ manage ပြီးတော့လုပ်ပြီးတော့ကြည့်ရယ်တစ်ချိန်လုံးတော့မကြည့်ဘူးပေါ့ဟုတ်နောက်တော့ခုမျက်မှန်တက်ပြီလားမျက်မှန်ငငယ်လေးရက်တက်ရတာအမတို့မသိဘူးဆိုတာနဲ့ဆိုတာအဲ့ contact lens နဲ့တက်လိုက်မျက်မှန်အိမ်မှာတက်အဲ့လိုမျိုးလေးဆိုတော့လည်းမသိရဟုတ် မျက်ကမှန်တက်တာနဲ့တအားကိုအလိုအကျွမ်းဝင်ဖြစ်သွားတော့လေအပြင်ဆိုရင်မျက်ကမှန်လေးကိုရှုပ်စော်ကောက်တက်လိုက်တာပေါ့နော်မျက်ကမှန်ကြောင့်ငငယ်ရဲ့တက်လာခဲ့တာဆိုတော့ကိုကအမြဲတမ်းအဲ့လိုမျိုးဟိုအပြင်သွားကန်နေသိရမလား accessories လေးကောက်တက်လိုက်သလိုပဲကိုကိုတက်ကမျက်ကမှန်တက်တာအရန်လွယ်ကူတော့လေအဲ့ဒါပဲတက်လိုက်တာပေါ့ဟိုကတော့တခိုင်းဆိုင်ကားမောင်းတော့လေမျက်မှန်ဆိုလို့ရှိရင်အဲ့လိုအငွေပြန်သွားတော့အငွေရိုက်သွားတာတော့အဲ့လိုမျိုးလေးရှိရောအမျက်မှန်သိမ့်မတက်ဖြစ်တာပေါ့။ဒါဆိုပါဝါဘယ်လောက်ရှိလဲ။ပါဝါနည်းနည်းများတယ်။ 200လောက်ရှိတယ်။ဟုတ်ကဲ့။အဲ့တော့ဒါဆိုမြေကမှန်ကိုနေကတော့ဟာပေါဝါပါရင်းမြန်မာငငယ်တွေကတက်လာတာဆိုတော့အကျွမ်းတွေဖြစ်နေပြီ။အဲ့ကြောင့်မလို့ငငယ်တွေကဖုန်းစတုံးကလေးကဖုန်းကိုတော့နည်းနည်းတော့ဟို manage လုပ်ပြီးတော့တုံးတယ်။အရင်တနေ့ကဖုန်းသုံးတဲ့တည်းမှာတော့မပါဘူးပေါ့နော်။ဟုတ်။အဲ့တော့ဒါဆိုလို့အော်ကားရတဲ့အချိန်မှာမြေတွေပါထိုးလာကြတယ်။ဟုတ်ကဲ့။ ါကျတော့အဲ့လိုမျိုးမီးကိုဓာတ်ရိုက်ကြည့်ရင်တော့မခံဘူးဒါပေမဲ့မီးကတော့ဓာတ်ရိုက်မထိုးဘဲနဲ့တော့ဘေးကနေရှန်ထိုးတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ရပါတယ်ဟိုလိုမျိုးတစ်ခါကျရင်ကားမောင်းတဲ့ခါကျရင်တခြားကား headlight ကြီးကိုတိုင်းထိုးတိုင်းတော့တော်တော်မျက်စိဆူတယ်အခုနောက်ပိုင်းအသက်ရရလာလို့လားမသိဘူးပိုဆူးလာတယ်လို့ပဲဟုတ်ငါဆိုကားကိုယ်တိုင်မောင်းတာတော့များပါတယ်ဟိုကလေအဲ့လိုပဲပေါ့နော်ဒီလိုကားတော့သူ့လမ်းနဲ့သူသွားတာ哦ဒီလို day ဒီမလားဒီလို day ဆိုရင်တော့ headlight ထိုးလိုက်တယ်ဆိုတော့မျက်စိတအားပြတ်မှာပေါ့ ကကျတော့ဖိုဘက်လန်သူ့လန်သူသွားကိုလန်ကိုသွားတဲ့ခါမျိုးကျတော့တအားကြီးတော့အဲ့လိုဓာတ်ရိုက်ကြီးတော့မစူးနေပေါ့နော်ဆိုတော့အဲ့လိုမျိုးကျတော့မောင်းရတာတော့ဆင်းပါတယ်ဟုတ်ပါဘူးအဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျတော့နည်းနည်းလေးပေါ့ကိုကကားမောင်းတဲ့ခါကြီးမှာပဋိဌာန်ဖြစ်တဲ့အပိုင်းလေးမျိုးရှိတယ်ဟုတ်လားကိုကကိုကကျတော့ညစ်တူမီတာဆိုတဲ့ခံနိုင်လို့ဟန်နဆူအဲ့လိုမျိုးပေါ့နော်အဲ့လို carrot juice တွေပါလေတောက်တယ်ပေါ့နော် carrot juice လေးအဲ့လိုမျိုး carrot တဲ့ဟို ginger နည်းနည်းထည့်တယ်အဲ့လို apple ပန်းသီးနည်းနည်းထည့်တယ်အဲ့လိုမျိုးလေး juice လေးတွေကိုတော့တောက်ဖြစ်တယ်မျက်စိအားဖြစ်စီမဲ့ဟာလေးပေါ့နော်ပြီးတော့အဲ့လိုဖုန်းကိုတစ်ချိန်လုံးအဲ့လို site ကြည့်ရတော့ဘာလို့ဆိုရင်တိတ်အစမကြည့်ဖြစ်ဘူးပေါ့နော်အဲဒါကြောင့်မလို့ခုနောက်ပိုင်းကလည်းဆိုတော့ငငယ်တော့က73နှစ်လောက်တုန်းကဆိုဖုန်းစ3တုန်းကဆိုရင် screen ရှိရဖုန်းတော့မပေါ်သေးဘူးလေအဲ့လိုမျိုးဖုန်းလေးဆိုဒီ keypad လေးပဲရှိရလေအဲ့တုန်းကဆိုရင်အဲ့တော့တော့တိတ်မကြည့်ဖြစ်ဘူးလေတစ်ချိန်လုံးစိုက်မကြည့်စာတောင်တိတ်တောင် message ပို့တာတောင်မရှိသေးဘူးထင်တယ်အဲ့တော့လွန်ခဲ့တဲ့ 15နှစ်လောက်15နှစ်18နှစ်လောက်ဆိုမရှိသေးဘူးလို့ဆိုတော့ပြင် internet လည်းမရှိသေးဘူးဖုန်းကလုံးဝဆက်ဖို့ပဲဆိုတော့အခုမှဒါလုံးဝခစ်တင်ပြီး internet တွေရှိလာတယ်ဖုန်းက screen ကြီးလာပြီးတော့ဖုန်းနဲ့အကုန်လုံးလုံးလို့ရလာတဲ့အပြင် AI ခစ်ဖြစ်လာတော့အခုဖုန်းက AI features တွေပါလာတော့အယမ်းမြန်တာပေါ့နော်ချွတ်ချွတ်ချွတ်ဆိုပြီးတော့အဲတခုခုဆိုရင်ချွတ်ချွတ်ချွတ်ဆိုတက်သွားတင်လိုက်လို့ရတယ်ပေါ့နော် ကားရိုက်စကားရိုက်တဲ့မီးထိုးတာတော့ဟိုဟာ used to တော်တော်ဖြစ်သွားပြီပေါ့နော်ဘာလို့လဲဆိုတော့တော်တော်လေးကြာပြီဆိုတော့လေဘေးကနေထိုးတဲ့ဟာမျိုးကြတော့ကိုကခံနိုင်ရှိသွားပြီအမြဲတမ်းထိုးမီးထိုးခံနေရတဲ့ခါကျတော့ကိုတော့ကအဲ့လိုအရင်ကြီးတော့ဖြစ်တော့အကူကလည်းဒီမျက်စိပါဝါနည်းတယ်အခုမှစပြီးတော့ အဲဒီတိရစ္ဆာန်ကိုစားလို့တယ်ဆိုရင်တော့အဲ့မီးကိုခံနိုင်ချင်မှခံနိုင်မှာပေါ့နော်ကိုကျတော့အဲ့မီးနဲ့မီးရဲ့လိုအထိုးခံလာရတာကျတော့ဟိုကနှစ်ချီနေပြီဆိုတော့ဆယ်စုနှစ်တခုတော့ဖြစ်နေပြီဆိုတော့လေခံနိုင်ရရှိသွားပါတယ်ဟုတ်ကယူတော့စိုက်ဖြစ်ပါတယ်ဟိုလိုမျိုးကိုကမျက်စိကျတော့အမြဲတမ်းကိုကအသုံးပြနေတာဆိုတော့လေတိတိရပါပဲ ယ်ဥမာတခုခုအဲ့လိုမြေကြောတွေကိုက်လာပြီးသူအားနေလာပြီဆိုရင်ဆိုင်းနေပြမှာအဲ့မြေကြောတွေကိုက်တာတော့တစ်ခါကြီးနည်းနည်းလေးပါဝါ changes ဖြစ်သွားရဆိုဝါလာတာမျိုးအဲ့လိုမျိုးလေးဆိုတော့ကိုယ်တတိထားလိုက်တယ်သူ့အားပြည့်စင်မဲ့ဟာလေးဥမာကိုကအစားတောက်နဲ့အားပြည့်လို့မရလို့ရှင်မနိုင်တော့ဘူးဆိုရင်အဲ့လိုစီးပါနည်းနည်းတောက်ပေးရတာပေါ့အဲ့လိုမျိုးကြတော့စီကန်းသွားပြီးတော့မှဒီ မျက်စိဆရာဝန်နဲ့စီကံပြပြီးတော့မှအဲ့လိုမျိုးလေးပါပါဝါချင်းတင်လဲချင်းတာပေါ့နော်အဲ့လိုလေးတော့လုပ်ရအဲ့တော့ကြံအစီအစဉ်လေးဆိုရောဗာလေးရှိတယ်။ကြံအစီအစဉ်ကအခုနှစ်ခုသုံးခုဖြစ်နေရောလေဟိုဘယ်တစ်ခုလုံးဖြစ်မလဲတော့မသိဘူးပေါ့နော်။အစီအစဉ်လေးကတော့အဲ့လိုအဲနှစ်ခုသုံးခုတော့စဉ်းစားထားရတယ်ဟုတ်။ဒီလိုနဲ့ပြားစကန်ဝင်တာတွေပါရှိရအောင်။ဟုတ်တယ်အဲ့လိုမျိုးလေးလည်းဟုတ်တယ်အစီအစဉ်လေးကနှစ်ခုသုံးခုဆိုတော့ကိုအားမဲ့အချိန်လေးနဲ့အချိန်ရမဲ့အချိန်လေးနဲ့အဲ့လိုမျိုးပေါ့နော်။ဗာလေးလုံးဖြစ်မလဲတော့မသိသေးဘူး။ ဟုတ်တယ်ဒီ Canon ပေါ့နော်ဒီ40 series series အသစ်လေးကို launch လုပ်တဲ့ပွဲလေးဆိုတော့ဒီဖုန်းလေးကအခုစမ်းသုံးကြည့်နေတာပေါ့နော်ဒီထဲမှာပါတဲ့ AI features တွေကတော်တော်လေးကိုအသုံးဝင်တယ် AI features တွေကတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကိုအလုပ်ကိစ္စတွေအမြန်ပြီးသွားတာပေါ့နော်တခုခုဆိုရင်အဲ့လိုမျိုးအကွာတစ်ချိန်လုံး edit လုပ်ပြီးတော့ကြနေကြမလို့တော့ပေါ့ကိုရီကျတော့အဲ့လိုမျိုးဓာတ်ပုံရိုက်တာဝါသနာပါတယ်ဆိုတော့ဘလိုပဲဖြစ်မဖြစ်မနေရလဲ shooting မှာရိုက်နေရဆိုတော့အခုလို phone အ feature AI features တွေနဲ့ကြတော့ အဲပုံရမြန်မြန်ဆန်ဆန်ပြီးသွားတာပေါ့နော်ဟုတ်ကဲ့အခုကအကုန်လုံးကဈေးရရန်တက်နေတဲ့အချိန်မှာဒီဖုန်းလေးကဘယ်လိုပဲဖြစ်ဖြစ် AI feature တွေလည်းအများကြီးပါဝင်တဲ့အပြင်တော့တုံးရတာလည်းလွယ်ကူတယ် feature တွေလည်းစုံတယ်ပြီးတော့ဈေးလေးကလည်းဒါဟို9သိန်း10သိန်းပတ်ဝန်းကျင်လေးဆိုတော့တုံးလို့လည်းဒါတန်တဲ့ဖုန်းလေးဆိုတော့ဒါဆိုတော့ recommend ပေးပါတယ်